မြန်မာအလှမယ်ခိစားခင်ဝင်ပြိုင်နေတဲ့ဒီ Miss World ပြိုင်ပွဲမှာပေါ့နော်ဒီအရေးကြီးတဲ့ပွဲတစ်ခုဖြစ်တဲ့ Head to Head Challenge ကအခုဒီနှစ်မေ20မှာစတင်နေပြီဖြစ်တယ်ဆိုတော့ဒီနှစ်တနေကုန်မှာအလှမယ်100ယောက်လုံးဟာသူတို့ရဲ့လှုပ်ဆောင်နေတဲ့လူမှုလုပ်ငန်းအကြောင်းကို presentation လုပ်သွားမှာဖြစ်တယ်တင်ပြသွားမှာဖြစ်တယ်ပေါ့နော်အချိန်2မိနစ်ကနေ3မိနစ်ထိသူတို့ပေးတာတွေ့တယ် ဆိုတော့ဒီ head to head challenge ကဒီနေ့ကဒါပနာမရွေးချယ်ပွဲပေါ့နော်ဒီပနာမရွေးချယ်ပွဲမှာသူတို့ top တွေလည်းရွေးအောင်မယ်ပေါ့နော် finalist တွေအဲမနေ့ကကြာလို့ရှိရင်အယောက်30လား25ယောက်လားမသိဘူးရွေးသွားတယ်ပေါ့နော်ဆိုတော့အဲ့ဒီ25ယောက်ဒီ finalist ကိုတက်တက်သူတွေဟာဒီမေလ23ရက်နေ့ဒီတပတ်ခါမှာပေါ့နော်သူတို့ဒီထပ်မံဒီ final နောက်ဆုံးအဆင့်ရှင်ပြန်ရမှာဖြစ်တယ်အဲ့ဒီထဲကမှာပေါ့နော်ဒီ top 5လားမသိဘူးအဲ့လိုမျိုးရွေးတယ်ဆိုတော့အဲ့ဒီအလှမယ်တွေအကုန်လုံးကဒီအမ် top 40ပေါ့နော်ထဲကိုဝင်ဖို့အတွက်အခွင့်အရေးတွေများသွားပြီးဖြစ်တယ်ဆိုတော့မြန်မာအလှမခီစာခင်အနေနဲ့ဘယ်လောက်ထိအာတက်လန်းနိုင်မလဲဆိုတာကလည်းဒီ head to head challenge ရဲ့ performance အမှတ်ပေါ်မှာလည်းမူတည်သေးတယ်ပေါ့နော်ဆိုဒီ head to head challenge ကိုအခု YouTube မှာ Miss World YouTube channel မှာကြည့်ရှုနိုင်ပြီဖြစ်တယ်။ဒီနှစ်တနေကုန်လုံးတညဟိုတနေကုန်လုံးကုန်မယ်ပေါ့နော်။အလှမဲ့100ရောက်လုံးဆိုတော့သူတို့ကဒီသူတို့ရဲ့ဒီရှင်ပြိုင်မှုကို YouTube channel မှာအခုကြည့်လို့ရပြီပေါ့နော်။